ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့အော်တိုဘားလ29ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်အောင်ပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဇုံတင်ဆက်ပေးကြတာကတော့ကြက်ခံရေးပါတီကကိုစလေလောင်းတဦးရဲ့ရှိတဲ့နေရာတွေမှာဝင်ပြိုင်ဖို့လုပ်ခဲ့ပေမဲ့ PR ကြောင့်ရုတ်သိမ်းခဲ့ရတယ်လို့ဥက္ကဋ္ဌကြီးထုတ်ပြောလာကြောင်းတင်ဆက်ပေးပါမယ်ပြည်တော်စုကြက်ခံရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP က ကိုစလေလောင်းတဦးတည်းသာရှိတဲ့မင်းစနနေမြေတွေမှာပြည်သူပါတီ PP အနေနဲ့ဝင်ရောက်ရှင်းပြိုင်ဖို့ပြုလုပ်ခဲ့ပေမယ့် PR တွေကြောင့်ပြန်လည်ရုပ်သိမ်းခဲ့ရတယ်လို့ PP ဥက္ကဋ္ဌဦးကိုကိုကြီးကထုတ်ပေါ်ပြောဆိုလာပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကယခုအော်တိုဘတ်လ24ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲဝင်ပြိုင်မဲ့ကိုစလေလောင်းစီးရင်ထဲမှာကချင်ပြည်နယ်ရှမ်းပြည်နယ်စကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတို့အတွင်းကမဲစန္ဒနဲ့28ခုမှာ USDP ပါတီကကိုစလေလောင်းတအုပ်စီတာစီးရင်ရှိနေတာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီလိုပဲအလားတူရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီဝအမျိုးသားပါတီနဲ့အခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ကလည်းရှမ်းပြည်နယ်တဲမှာမပြောင်းရဘဲနဲ့တနေ့ရစီအနိုင်ရထားတာကြောင့်ကိုစလေလောင်းတဦးရဲသားဖြစ်နေတဲ့မဲဆန္ဒနေမည်စုစုပေါင်း30တနေ့အထိရှိနေတာပါအဲ့ဒီပြိုင်ပွဲမရှိတဲ့ကိုစလေလောင်းတဦးရဲဖြစ်နေတဲ့မဲဆန္ဒနေမည်တွေထဲမှာပြည်သူလွတ်တော်အတွက်14နေရတိုင်းဒေသကြီးလွတ်တော်အတွက်73နေရအမျိုးသားလွတ်တော်အတွက်ရှမ်းပြည်နယ် ဝါကိုပိုင်အုတ်ချုပ်ကွင်းရခရင်အတွင်းကတနေရနဲ့ရှမ်းပြည်နယ်အတွင်းကကချင်အခါကယန်းခေါ်ပရောင်တိုင်းရင်သားလူမျိုးမဲဆနနေရီအတွက်၃နေရာတို့ပါဝင်ပြီးအဲ့ဒီနေရာတွေက28နေရာအတွက်ကြန့်ခိုင်ရေးပါတီကပြိုင်ပွဲမရှိအနိုင်ရနေတာဖြစ်တယ်လို့ကျန်တဲ့ပြည်သူ့လွတ်တော်တနေရာနဲ့တိုင်းရင်သားလူမျိုးမဲဆနနဲ့နှစ်နေရာအတွက်ကြားပြူပါတီဝါပါတီနဲ့အခါပါတီတို့ကအနိုင်ရနေတာဖြစ်ပါတယ်လွတ်တော်ကိုစလေလောင်းတဦးတည်းသာရှိရင်ရွေးကောက်ပွဲမကျင်းပတော့ဘဲ မဲဆွေစရိတ်အကုန်ခံစီယုံရှင်ပြိုင်စရာမလိုပဲအနိုင်ရကိုစလေဖြစ်သွားတဲ့စီးရင်ထွက်ရှိလာပါနဲ့ပြည်သူလွတ်တော်ကိုစလေ14ဦးပါဝင်ပါတယ်အဲ့ဒီစီးရင်မှာပြည်သူပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ဗဟိုဌာနချုပ်ကိုအမည်စီးရင်ပို့ပြီးကမှဖိအားပေးမှုရေးကြောင်းပြန်လည်ရုပ်သိမ်းသွားခဲ့တဲ့မြို့နယ်အချို့ပါဝင်ပါတယ်အဲ့ဒီမြို့နယ်တွေကမဲဆန္ဒရှင်တွေအနေနဲ့သူတို့ရဲ့ရွေးချယ်권ဆုံးရှုံးခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်လို့ဥက္ကုကကြီးကသူ့ရဲ့လူမှုကွန်ရက်မှာ ဒီကနေ့မနက်မှာဖော်ထုတ်ရေးသားလာပါတယ်။ဒါအပြင်ရွေးကောက်ပွဲဟာတေချာပုတ်လုံမှဖြစ်တာကြောင့်မဲပေကြဖို့ကိုလည်းဥက္ကုကိုကြီးကတိုက်တွန်းထားပါသေးတယ်။ဖီအားကြောင့်ပြန်လဲရုပ်သိမ်းရတယ်လို့ဥက္ကုကိုကြီးကရေးသားထားတာကြောင့်ဘယ်လိုဖီအားမျိုးတွေဆိုတာသိရှိရဖို့အတွက်ဘာမှ VG ကဥက္ကုကိုကြီးကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။မဲစနနဲ့တခုမှကိုစလေလောင်းတဦးတည်းသာရှိရင်ရွေးကောက်ပွဲကျင်းပစရာမလိုပဲအဲ့ဒီကိုစလေလောင်းကိုသာအနိုင်ရကိုစလေအဖြစ် ကြေညာပေးရမယ်လို့ရွေးကောက်ပွဲဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့စစ်အုပ်စုရွေးကောက်ပွဲအတွက်ဥက္ကူကိုကြီးပါတီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ရှင်ပြိုင်မဲ့ပါတီ6ပါတီတဲမှာပါဝင်ပြီးကုစလေလောင်း900ကျော်စည်ရင်ပေးထားတာကိုတွေ့ရှိရပါတယ်။လက်ရှိမှာတော့စစ်အုပ်စုရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့လွတ်တော်ကုစလေလောင်းတွေဟာမနေ့ပြန်အော်တိုဘာလ28ရက်နေ့မနေ့6ရက်နေ့ကစတင်ပြီးမဲဆွယ်စီယုံခွင့်ရရှိတော့မှာဖြစ်ပါတယ်။စစ်အုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲဟာ အတူရောင်ရွေးကောက်ပွဲဖြစ်တာကြောင့်ရွေးကောက်ပွဲမှာမပူပေါင်းမပါဝင်ဖို့နဲ့မိမိတို့ဒေတာတွေမှာရွေးကောက်ပွဲပြုလုပ်ခွင့်မရှိစေရဘူးဆိုတဲ့ထုတ်ပြန်ချက်တွေကို AAKNU အပါအဝင်တိုင်းရင်းသားတွန်လိုင်းလက်နက်ကင်အဖွဲ့တွေနဲ့တွန်လိုင်းရေးအဖွဲ့အစည်းတွေကထုတ်ပြန်ထားကြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မြင်းကြံမှာစစ်ကောင်စီအင်အားတထောင်ကျော်ပါဝင်တဲ့စစ်ကြောင်းကိုတွန်လိုင်းတပ်ဖွဲ့တွေပြစ်ခတ်တိုက်ခတ်ခဲ့ပြီးစက္ကစတပ်ဖွဲ့ဝင်ယာနေချီတိမ်ဆုံးခဲ့ကြ လက်နက်ခရင်တွေလည်းတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းကျန်နထူးကြီးလမ်းပိုင်းနဲ့မြင်းကျန်အရှိချမ်းကိုစစ်ကြောင်းထိုးလာတဲ့အင်အားတထောင်ခန့်ပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းကိုနှလားကြော်ကြပြစ်ခတ်တိုက်ခိုက်ပြီးနောက်စစ်ကောင်စီရာနေချီသိမ်းဆုံးခဲ့ပြီးလက်နက်ခရင်တွေတင်ဆက်ရမိခဲ့တယ်လို့မြင်းကျန်ခရင်တရင်နဲ့မြင်းကျန် District Battalion 2ရဲ့တရင်မှုကိုတကြားကပြောပါတယ်။ဩဂတ်စ်လ10ရက်နေ့ကစတင်ကား လက်ရှိအချိန်ထိနှစ်လကြာကြာကာလအတွင်းမြင်းကြံမြို့နယ်ခလာရ15ကနေထွက်ခွာလာတဲ့အစူပါစစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်ယာနေချီတေဆုံးခဲ့ပြီးလက်နက်ခဲယမ်းတွေတင်စေရမိခဲ့တယ်လို့ဆိုပါတယ်။ရှစ်လပိုင်းတရက်နေ့ကနေအခုလက်ရှိအချိန်ထိပေါ့နော်။နေတိုင်းနေပါကြီပောက်ပါရဲ့ဗျ။ခမာရ15ကနေထွက်ပြီးတစ်ပင်ရှိရွာကိုကြော်တာနဲ့ကြီပောက်တာပါ။တချို့နေရာတွေမှာဆိုရင်အလောင်းတွေလက်နက်တွေထိရပါတယ်လို့တရင်မှုကုသကြကဆိုပါတယ်။ အော်တိုဘားလ19ရက်နေ့မနက်9နာရီဝန်းကျင်ကလည်းမြင်းကျံမြို့နယ်နဲ့တောင်တာမြို့နယ်မှာရှိတဲ့တမဏိစစ်ရုံကိုတရားခွန်မမရှော့တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာရှစ်လုံးအောင်မြင်စွာကြာရောက်ပေါက်ကွဲခဲ့ပြီးလေးလုံးမှချက်ကောင်းကိုတိမှန်ခဲ့တော့ကြောင်းအခုလိုအထိကိများရတာဖြစ်တယ်လို့ဆိုပါတယ်ဒီတစ်ခေါက်ကတော့အားပိုရပါတယ်အရင်ကလည်းပြစ်ဖူးတယ်နှလုံးသုံးလုံးစသဖြင့်ပေါ့အခုကတော့၁၀လုံးပြစ်တယ်နှလုံး error ပါတယ်ရှစ်လုံးအောင်မြင်စွာပေါက်ကွဲတယ်လေးလုံးကတော့ချက်ကောင်းတိတယ်လို့တရင်မှုကိုယ်တကြားကပြောပါတယ် မြင်းကြက်ခဲတွင်မှရှိတဲ့မိဘပြည်သူတွေအနေနဲ့လဲစက္ကဆရဲ့အနီးပတ်ဝန်းကျင်တွင်မှနေထိုင်ခြင်းမပြုကြဖို့အထူးသတိပေးတိုက်တွန်းထားပါတယ်။ဒါ့အပြင်မြင်းကြက်ခဲတွင်စည်ရည်အရှိန်မြင့်လှုပ်ဆောင်နိုင်ဖို့အတွက်မိဘပြည်သူတွေအနေနဲ့မြင်းကြက်ခဲအမှတ်နဲ့တရင်ကိုထောက်ဖို့ကူညီပေးကြဖို့လေးစားစွာအသိပေးနှိုးဆော်ထားပါတယ်။အဆိုပါပြစ်ကတ်တိုက်ခိုက်မှုကိုမြင်းကြက်ခဲအမှတ်နဲ့တရင်နဲ့မဟာမိတ်တရင်တပ်ဖွဲ့တွေပကဖတ်တပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ကြတာလည်းဖြစ်ပါရယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးကြတာကတော့စစ်ရဲစေးရေးသဘောတူညီချက်ဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်ကြောင်းတစ်တုံညာနှစ်ခုစစ်စင်ရေးနှစ်နှစ်ပြည့်မှာ MNDAA ထုတ်ပြန်ခဲ့ပြီးကီတာတင်တဲ့ဟာအနာဂတ်မှာရှုပ်ထွေးတဲ့စစ်ပွဲတွေနဲ့တိုက်ပွဲတွေကိုရင်ဆိုင်ပြီးရင်းရင်းစွာတိုက်ခိုက်အောင်ပွဲခံနိုင်တဲ့အယုကန်အင်အားစုတရက်ဖန်တီးဖို့ရည်ရွယ်တယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့လက်ရှိရထားတဲ့စစ်ရဲစေးရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက် အမြဲတတိရှိနေဖို့ ਨੇ ဘီဝါကြကြနားလည်နေဖို့ MNTA စဦးစီးချုပ်ကကေဒါတင်နေစင်ကိုကန်တပ်ဖွဲ့ဝင်တွေကို တိုက်တွန်းပြောကြပါတယ် MNTA ရဲ့2025ခုနှစ်အပတ်စဉ်၁ကေဒါမြအလှစ်ကျတင်နေစင်ဘွဲကိုအော်တိုဘားလ25ရက်နေ့ကပြုလုပ်စင်မှာပြောကြခဲ့တာဖြစ်ပြီးတစ်တုံညာနှစ်ခွန်စစ်စီနှစ်နှစ်ပြည့်တဲ့ဒီကနေ့အော်တိုဘားလ29ရက်နေ့မှာ MNTA ကထုတ်ပြန်လာတာဖြစ်ပါတယ် MNTA စဦးစီးချုပ်ကလက်ရှိရရှိထားတဲ့စစ်ရဲစေးရေးသဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလက်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငင်းချမ်းရေးမဟုတ်သေးတာကိုအားလုံးသိရှိဖို့နဲ့စစ်မှန်တဲ့ငင်းချမ်းရေးရရှိဖို့လမ်းစဉ်ဟာဝေးလံနေစေဖြစ်တာကိုတက်သားအားလုံးသတိရှိဖို့တိုက်တွန်းခဲ့ကြောင်း MNDAA ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးကနေစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကိုပြန်လည်တုံ့တက်ပြီးလက်ရှိရရှိထားတဲ့စီးရလက်တွေဟာမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေးအသက်တွေနဲ့ရရှိကြတယ်လို့ဆိုပါတယ်။ကုကေရီမှုအလုံးဟာ တမိုင်းကိုမှတ်မိနေဖို့ရလက်တွေကိုတံပိုးထားဖို့တိုက်တွန်းခဲ့ပါတယ်။ဒီတခါပြုတ်လုတဲ့တင်နှန်းဟာ66ရက်ကြာတင်နှန်းဖြစ်ပြီးအထုဒေတာလုံချုံရေးအခြေအနေရှုပ်ထွေးကကြက်တဲတဲ့အချိန်မှာကျင်းပခြင်းဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ကေရာတင်နှန်းစင်မွေဟာအနာဂတ်အတွက်မဟာပြူဟာကြကြစီစဉ်ဆောင်ရွက်တဲ့ခြေလက်တရဖြစ်ပြီးအနာဂတ်မှာရှုပ်ထွေးတဲ့စစ်ပွဲတွေနဲ့တိုက်ပွဲတွေကိုရင်ဆိုင်ကရင်းရင်စွာတိုက်ခိုက်အောင်ပွဲခံနိုင်တဲ့အယုဂံအင်အားစုတည့်ရဖန်တီးဖို့ရည်ရွယ်တယ်လို့ MTA စဦးစီးချုပ်ကပြောကြားခဲ့ပါတယ်။တင်းနှံစင်ပွဲကို MNTJP ပါတီရဲ့ဘူကော်မတီအထူးတွင်းရမှုချုပ်အထူးဒေသအုပ်ချုပ်ရေးကော်မတီရဲ့ဥက္ကဋ္ဌ MTA ရဲ့စဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး Mr. Fenty Ran MTA ဘဟုနိုင်ငံရေးဘျူရိုအဖွဲ့ဝင်မဟာမိတ်တပ်တော်နိုင်ငံရေးဌာနညွှန်ကြားရေးမှူးဗိုလ်မှူးချုပ် Mr. Shin Shing နဲ့ဘဟုနိုင်ငံရေးဘျူရိုအဖွဲ့ဝင်မဟာမိတ်တပ်တော်စဦးစီးမှူးဗိုလ်မှူးချုပ် Mr. Lin Shen အန်တို့လည်းတက်ရောက်ခဲ့ကြပါတယ်။ MDA ဟာ2023ခုနှစ်အော်တိုဘားလ28ရက်နေ့မှာညီနောင်မဟာမိတ်တွေဖြစ်ကြတဲ့ AA နဲ့ TNL တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာစစ်တပ်စခန်းတွေတရင်တွေတရင်ဌာနချုပ်တွေကိုထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့တစ်တုံညာနှစ်ခုစစ်ဆင်ရေးကိုစတင်ခဲ့ပါတယ်။တစ်တုံညာနှစ်ခုစစ်ဆင်ရေးနဲ့အရှိမြောက်တိုင်းစစ်တနာချုပ်ရမခအပအဝင်လာရှုလောက်ကိုင်းချင်းရွှေဟောမုံကိုဖောင်းဆိုင်ကုံချံပန်လုံကွမ်းလုံတိန်နီ တာမိုးငင်း ပန်ဆိုင်မြို့တွေကို MNDAA ကသိမ်းပိုက်ခဲ့ပါတယ်။သိမ်းယူထားတဲ့မြို့တွေမှာအုတ်ချုပ်ရည်ရန်နယာပေါ်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်လာရှိုမြို့ကို2025ခုနှစ်ဧပြီလမှာစစ်ကောင်စီတန်းကိုကြည်တစ်ချက်မဖောက်ပဲပြန်လွှဲပေးခဲ့ပါတယ်။လက်ရှိမှာလည်းသိမ်းနီမြို့ကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ MNDAA စစ်ဦးစီးဌာနကပြီးခဲ့တဲ့ဇူလိုင်လ26ရက်နေ့မှာကျင်းပခဲ့တဲ့2025ခုနှစ်ပထမနှစ်ဝအတွင်းလုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးမှာလည်း တပ်ဖွဲ့ဝင်များအားလုံးလာမဲ့ဒုတိယနှစ်ဝအတွင်းစစ်ရေးလီးကျင်းမှုအရှိန်မြင့်မယ်လို့ဆုံးဖြတ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ဟာတက်တုံညာနှစ်ခုစစ်စင်ရေးနှစ်နှစ်ပြည့်ဖြစ်ပါတယ်။တက်တုံညာနှစ်ခုစစ်စင်ရေးစတင်ခဲ့တဲ့အချိန်ကမြန်မာပြည်သူလူထုရဲ့သဘောထားအတိုင်းစစ်အာဏာရှင်ကိုအပြစ်သက်တိုက်ခိုက်ခြင်းမဟုတ်ပဲလို့ MTA, AA နဲ့ TNL တို့ကထုတ်ပြန်ကြေညာခဲ့ပူပါတယ်။အခုကမှတော့ AA ကရခိုင်ပြည်နယ်ကလက်ကျန်မျိုးသိမ်းတိုက်ပွဲတွေနဲ့ရခိုင်ပြည်နယ်အဆက်က မကွေးအေယာဝတီပဲခူးတိုင်းတို့ကစစ်တပ်စခန်းတွေတရင်တွေကိုဒေတာရင်တော်လိုင်းတက်တွေနဲ့ပူးပေါင်းပြီးဆက်လက်ထိုးစစ်ဆင်နေပါတယ်။ TNL ကလည်းစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေရပါတယ်။ MNDA ကတော့လာရှိုမျိုးနဲ့ယမခကို2024ခုနှစ်ဩဂတ်လမှာအပြီးသက်သိမ်းပိုက်ပြီးကြတဲ့ကစစ်တပ်နဲ့တိုက်ပွဲမဖြစ်တော့ပါဘူး။အညာဒေတာက PDF တွေအပါအဝင်တော်လိုင်းမဟာမိတ်တွေနဲ့အတူသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ယမခနဲ့လာရှိုမျိုးကိုလည်းစေအုစုထံကိုပြန်ပေးခဲ့ပြီး ်စစ်ကောင်စီနဲ့အပြစ်ခတ်ရက်စေးထားပါတယ်တစ်တုံညာနှစ်ခုဆစ်စင်ရေးမှာအညာဒေတာက PDF တွေနဲ့ပါဝင်တက်ခိုက်ခဲ့ပြီးအထိခိုက်အကြဆုံးများခဲ့ပါတယ်တရုတ် PR တွေကို MND တဖွဲ့တွေရင်ဆိုင်နေရတာမဟုတ်ကြောင်းနဲ့တစ်တုံညာနှစ်ခုဆစ်စင်ရေးဂရိကဝတ်ကို MND အနေနဲ့အချိန်မဆွဲဘဲစစ်ကောင်စီကိုတိုက်ခိုက်ဖို့လိုအပ်တယ်လို့ပြည်သူတွေကမှတ်ချက်ပေးထားကြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းနဲ့အရန်ကောင်းတဲ့မြေပြင်စီရေးတုံးတဲ့ချက်တွေကတော့နွားပွဲစားဆံမြင့်နဲ့စံအောင်တို့ ် online scammer ကိုမသိဘူးစားလို့ရလားဆိုပြီးလိန်တာ ကရင်ဘရုံမာလို့ခေါ်ရင်ကရင်တွေနာကြဆက်ကြမယ်ဒီကောင်တွေကို EK4 လို့ခေါ်ရမယ်ဗျောက်ကင်ဖာကောင်းတွေစစ်ကောင်စီအော်ချက်ထုတ်စော်မဲလုံက KK pack ဟွန်ယာစီမံကိန်းဆိုတာ KNU နဲ့တရုတ်ကြားဖြန့်ဂိုင်းတွေလုတာပါဆိုပြီးဝလုံးချီတုံရမ်းပေမယ်တကယ်တမ်းက KNU ကိုမြေငါးကမစွန့်မဖို့ပေးပြီး EK4 ငချစ်ကတရုတ်ကြားဖြန့်ဂိုင်းကိုလုစီခဲ့တာပါ မေတော်တလီတဝိုင်မှာ DKP တင်းကျုပ်ထားတဲ့အဝန်အဝိုင်မှာကျော်လကီစန်းအောင်တို့ကကြားဖြတ်နဲ့မြို့မြို့မြက်မြက်ရနေတော့ဂိတ်ကုံပတ်လိမ့်တာ KNU က DKK ပတ်ကိစ္စမှာမပါဘူးမဟုတ်ပါဘူး2022ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့စာချုပ်အရတကယ်တမ်းရတာ KNU ဥက္ကဋ္ဌဟောင်းမူတူစီဖူ KNL စဦးစီးချုပ်ဂျော်နီတမခွနဲ့တမမူ software တို့တို့သာရရှိပြီးကြံတဲ့လက်ရှိ KNU ဥက္ကဋ္ဌဘရိုဆော့ကွဲ2ဝင်း ်ဖရူဆောရောဂျာခင်တို့ရုပ်ပြအနေနဲ့ထူးခြားခံလိုက်ရတာ KNU အတိုင်းဝိုင်းအကုန်သိကြပါတယ်။ကရုံးမူတူကို2023ခုနှစ် April မေ18ရက်မြောက် KNU ကွန်ဂရက်မှာဖြုတ်ချလိုက်ပေမဲ့ Womanizer Johnny ကိုမဖြုတ်ချဘဲဆက်ထားထားတာကြောင့် KNU KNL ကနာမည်ပြတ်သွားပါတယ်။ EK First စာမျက်ကကရုံးမူတူ Johnny BGF ဥက္ကဋ္ဌ Sorton Line နဲ့ Fenito ကိုလက်ထိုးပြီးသားသမီးတွေကို၎င်းထောင်ထားတဲ့ကြားဖြန့်ကုမ္ပဏီတွေမှာနေရာပေးကချုပ်ကင်ထားပါတယ်။ 2023မှာနိုင်ငံတကာက PR ပေးလာတာ KNU ကလည်းတော်လန်ยีကိုတူတူတက်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 ကြွကြွလှုပ်ရှားလာချိန်မှာအကျဉ်းအကျက်တွေရောက်ရှိလာတဲ့စစ်ကောင်စီအနေထားကြောင့်နေအီဆန်မြင့်ကဂျော်နီကိုတဲပြီးတယူကျိုးမှာကရင်လက်နက်ကင်လေးဘွဲ့တွေ့ဆုံဆွေးနွေးကကရင်အချင်းချင်းမတိုက်ဘူးဆိုတဲ့သဘောတူညီချက်ချမှတ်တယ်။ယုံကြည်စစ်ချရပြီးဆိုမှနောက်ကျောကိုဓာတ်နဲ့အချင်းချင်းထိုးတာ KNU ကအခုဆိုရင်ဂုံတိတ်ခါစုပ်ပြတ်သွားတာပါပဲ။ စိတ်မက်လည်းမရှိပါဘူး2008ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာ KNU အထွေထွေအတွင်းရေးမှူးဖိုတိုမန်ရှန်ကိုလုတ်ကြံတာကစံပြုံးအခါတော်ပေးတာကစံမြင့်တတ်ဖို့စီခိုင်းတာကစစ်ထောက်လမ်းရေးစာရဖပါဘိုးကျူကြီးဘိုးမြကွယ်လွန်ပြီးစောတာမလာဘောတက်လာပါတယ်၎င်းအနားယူရင် KNU ဥက္ကဋ္ဌနေရာကိုဖိုတိုမန်ရှာဂျင်းသေးပေါက်ရပါမယ်နိုင်ငံရေးစည်ရေးမှာအရေးချင်းရှိတဲ့ဖိုတိုမန်ရှာတာရလာရင် KNU ကအရင်ကထက်ပိုပြီးအောင်မြင်မယ်ဆိုတာမြန်မာစစ်တပ်ကသိပါတယ် ဲ့ဒီအချိန်စာရဖတ်ချုပ်ဖြစ်နေတဲ့ကျော်ဆွေကရင်ပြည်နယ်ဂွင်ကိုကင်ထားတဲ့ဘူမူကြီးမြထွန်းဦးလောရှိကိုခွေးဘလူကဘရိုမန်ရှာကိုလှုပ်ကြံဖို့မစ်ရှင်လုပ်ခိုင်းတယ်ခင်ညွန့်ရဲ့စပိုင်တရှိူတွေကိုပြန်သုံးပြီးလှုပ်ကြံဖို့ကရင်လက်နက်ကင်အထူးသဖြင့်ကရင်ဗုဒ္ဓဘာသာတက်မတော် DGP တွေကရှာပါတယ်ဒီအချိန်ဖန်နူးရဲ့ကိုကိုကိုတက်ထင်းမှာပူနေတဲ့စံမြင့်ခေါ်စောချစ်သူကနွားစိုက်ကဲကားမောင်ခိုရီနဲ့ဝင်းဝေးကျန်းတဲ့ကော့မူရာမှာရှိတဲ့ရွှေကုတ်ကိုကိုမျက်စိကြာနေပါတယ် DKB နှစ်ချက်မကွဲသေးပါဘူး DKB မှာဩစာကြီးနေတာကစွန်လာပွဲခေါ်ဘူနှခမ်းွေ၎င်းရဲ့မယညီကိုကြောင်းဆရာကထွက်လိုက်တဲ့ဘူမောတူအလွယ်ခေါ်ဘုံမုတ်တုံကရွှေကုတ်ကိုမနေရရပါတယ်မြောက်တွန်းဦးနဲ့ဆန်မြစ် give and take လုပ်ပြီးဘရိုမန်ရှာကမိမကိစ္စနဲ့ KNU ကထုတ်လိုက်တဲ့ဆန်ပြုံးကိုလုတ်ကြံခိုင်းကဆန်မြင့်ကရွှေကုတ်ကိုကိုအပိုင်စားရခဲ့ပါတယ်နောက်ပိုင်းမှာစစ်ကောင်စီခိုင်းသမျှလုပ်ပြီး KNU ကိုထိုးခွဲက 2009ခုနှစ်မှာစစ်တပ်နဲ့အတူမာနေပလော့ဌာနချုပ်ကိုပါသိမ်းပိုက်နိုင်ခဲ့ပါတယ်။အခုတမဟာခုနှစ်ဌာနချုပ်ရှိနေတဲ့နေရာကစံမြင့်ကိုတိုင် KNU ကိုအပေးယူလုပ်ပြီးပြန်ပေးခဲ့တာပါ။ KNU ကိုနိုင်ကအတော်အားပြော့သွားခဲ့ပြီး KNU တမဟာ9တာအမှားဆုံးကျန်ခဲ့ပါတယ်။တမဟာ6နဲ့တမဟာခုနှစ်နေမီတချုံမှာစံမြင့်ကဒေတာခန့်စစ်ဘရင်လို့ထောင်သွားနေခဲ့ပါတယ်။2018ခုနှစ်မှာကမ်ဘောဒီးယားကရှောင်းတိန်ပြီးလာတဲ့တရုတ်ရာဇဝတ်ကိုင်းနဲ့ချင်းမိပြီးလောင်ကစားကာစီနိုဝိုင်းကနေ လူကုန်ကူးမူရစ်ဆေးနဲ့ online scam center အဖြစ်ရွှေကုတ်ကိုမြို့တည်စီမံကိန်းကိုစတင်ခဲ့ပါတော့တယ်။အကျိုးတူလုပ်ငန်းအဖြစ်လုပ်ကင်ခဲ့ပြီးအမြင့်ငွေ30ရာခိုင်နှုန်းကို BGF ကောင်းဆောင်ကရရှိကကျန်တာကိုကြားပြန်ကရရှိပါတယ်။တနေ့ပြီးတနေ့အကျိုးအမြတ်ကဘတ်တန်ပေါင်းထောင်ချီရလာပြီးစံမြင့်အိတ်ကထဲမှာဒေါ်လာ190 190တန်ရရှိခဲ့ပြီးမလာနဲ့ဘူဂျူတတိုက်ကိုတော့အမြင့်ငွေထက်ဝက်ခွဲခန့်ပေးအပ်တယ်လို့ပြောပေမဲ့တဲ့အင်အားစစ်လက်နက်ဝယ်ဖြစ်တာ ၎င်းရဲ့အိတ်ထောင်ထဲကိုထည့်တာကြည်ရင်၃ပုံ၃ပုံသာ ခွဲပေးခဲ့ပါတယ်။ EK First စံမြင့်ကနွားပွဲစားလှုပ်လာသူဖြစ်လို့သူတကိုယ်တည်းခေါင်းခံမဲ့စားအယူအရင်လေးကြွေးပြီးဝေစားမြန်စားပုံစံမျိုးနဲ့လေးမျိုးကိုနင်းထားပါတယ်။မာလာစီကတတိပွဲကိုယူပြီးကရင်အချင်းချင်းအစိတ်ခတ်လာခဲ့တာကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကရင်လူမျိုးတွေလူညွတ်တုံးဖြစ်ကုန်ပြီးအခုဆိုရင်တမိုင်းကြီးပါတယ်ဆိုတဲ့ KNU လဲတတွေးကွက်မှာပတ်လည်မျောခဲ့ပါပြီ။တကယ်ဝမ်းနေဖို့ကောင်းပါတယ်။ EK first စာမျက်ကိုလာပင်စင်ပေးနိုင်ဖို့ဆိုတာလဲမလွယ်ကူပါဘူး US UK နဲ့ China တို့သာရှိပြီးမအလလက်သက်မွေးထားတာဖြစ်လို့စီနာကလည်းအရေးယူပါမလားဆိုတာကတော့ EK first ရဲ့ခေါင်းကိုင်တရုတ်လူမျိုးကမ္ဘောဒီးယားနိုင်ငံသားကက်ကိုင်ဆောင်ထားတဲ့ကြားပြန့်ခေါင်းဆောင်ရှီချစ်ချန်းကိုထိုင်းအာဏာပိုင်တွေကတရုတ်ကိုလွှဲပြောင်းပေးမယ်လို့သတင်းတွေထွက်လာပါတယ်2023ခုနှစ်မေလကလေးကတရုတ်ကလွှဲခိုင်းတာရှီချစ်ချန်းကတရုတ်ကိုရောက်ရင်တည်တံပေးခံရမှာကြောက်လို့ ထိုင်းအာဏာပိုင်တွေကိုလက်ထိုးဖို့မလွယ်သေးတာပါအခုတော့ထိုင်း2ဘန်နာရေးဝန်ကြီးပါကြားဖြန့်ကိစ္စညှိနေလို့ယာရုကနေနှုတ်ထွက်လိုက်ရပါတယ်2022ခုနှစ်မှာဩဂတ်လကတည်းကထိုင်းနိုင်ငံမှာဆွေးစီခံလိုက်ရတဲ့ရှီကြည်ကျန်းကရွှေကုတ်ကုံမြို့တည်စီမံကိန်းမှာစစ်ကောင်စီလက်အောက်ခံ BGF တွေတွေအတွင်ရင်မှုဘုံမူကြီးစောချစ်သူတို့အကျိုးတူပူးပေါင်းမှုအနေနဲ့မြန်မာရထိုက်ကုမ္ပဏီကိုပူးပေါင်းထူထောင်ခဲ့ပါတယ်2018ခုနှစ်မှာစတင်ကလောင်းကစားလုပ်ငန်းတွေနဲ့အစိုးရရဲ့ခွင့်ပြုချက်ထက်ကျော်လွန်က တရားမဝင်တိဆောက်ရေးလုပ်ငန်းများကြောင့်ဝေဖန်မှုမြင့်တက်ခဲ့တဲ့အပြင် NLD အယတအစိုးရကပါခေါင်းခံခဲ့ရပါတယ်။စာပြီးအခြေချကလေးကဧက25တသမလေးမြစန်းဒီအင်ယာစီမံကိန်းမှာပြည်내အစိုးရခွင့်ပြုချက် အောက်မှာလုတ်ကင်ခဲ့ပေမဲ့လည်းတစတစချစ်ထွင်လာရမှာ2019မှာတော့ဧကထောင်ချီကြီးမှကျေပြန့်လာပြီးဘ ਹੁ အစိုးရရဲ့အမိန့်အာဏာကိုပင်ကျော်ခွာလာကြပါတယ်။အဓိကကစစ်တပ်ရဲ့လက်အောက်ခံကရင်နေကြားဆောင်တက် BGF အနေနဲ့ဧကထောင်ချီဆိုရင် ဘ ഹു အစိုးရခွင့်ပြုချက်ကိုတောင်းခံရမှာဖြစ်ပေမဲ့လည်းအရှိတောင်တိုင်းစစ်ထနာချုပ်တိုင်းမှုရဲ့ဩဇာအာဏာအောက်မှာထင်တိုင်းကျဲလာပါတယ်တရုတ်တရှိုးလိုဆွဆွဲခံရတဲ့ရှီချီကျန်းဟာကမ်ဘောဒီးယားတီဟာနူဗစ်ကြားဖြင့်စစ်စင်ရေးကြောင်းထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ရဲ့အိုမီဂါကွေးဖြစ်တဲ့ရွှေကုတ်ကိုကြေးရွာမှာ BGF အဆောင်အရှောင်းနဲ့၎င်းရဲ့လောင်းကစားနဲ့အွန်လိုင်းလေလံမှုအဖြစ်စတင်စတဲ့ချခဲ့ပါတယ်တရုတ်ရဲ့ BRI ဒစိတပိုင်းအဖြစ်သတ်မှတ်ခံရခြင်းအပြီးမှာ2019ခုနှစ်မှာတော့တရုတ်နိုင်ငံကို အောင်လမ်းမှပြန်လဲဝင်ရောက်သွားပြီးပြန်ရောက်လာတဲ့အတွက်တရုတ်တရှုံးလိုဆွဆွဲခံရသူဖြစ်ပါတယ်။ရှီကြည်ချန်းဟာ 14K ဂိုင်းသားတဦးဖြစ်ပြီးဂိုင်းကောင်းဆောင်ဝမ်ကော့ဘွိုင်းတဂျိုးရဲ့ညွန်ကြားချက်အတိုင်းဟောင်ကောင်မကာအိုကမ်ဘောဒီးယားဖိလစ်ပိုင်နဲ့ထိုင်းတို့မှလောင်ကစားနဲ့ဆက်နွယ်တဲ့လုပ်ငန်းတွေကိုလုပ်ကိုင်ခဲ့သူဖြစ်ပြီးတရုတ်အစိုးရရဲ့နေဆက်ဖြတ်ကျော်ဝရန်ထုတ်ထားခြင်းကိုခံရသူလည်းဖြစ်ပါတယ်။ရှီကြည်ချန်းဟာ10ခရီးကီယာစတဲ့နာမည်အမျိုးမျိုးခံယူထားပြီး မအားလာရဲ့စီးပွားရေးကိုလုံခြုံပေးနေတဲ့ထွန်းမင်းလက်အရှုတော်ပုံကလေးကထိုင်းအာဏာပိုင်တွေကမျက်စိတောက်ထောက်ကြည့်နေပြီး2022ခုနှစ်မှာတော့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။2023ခုနှစ်မေလမှာတရုတ်အစိုးရဘက်ကလွှဲပြောင်းပေးရန်တောင်းဆိုခဲ့ပေမယ့်လေတရုတ်တရှိုးဖြစ်လွှဲပေးပါကတည်တံ့ကြခံနိုင်ကြောင်းထိုင်းနိုင်ငံရဲ့တရားစီရင်ရေးဖြစ်တာချမှတ်ပေးရန်ထိုင်းအာဏာပိုင်တွေကိုတောင်းဆိုခဲ့တဲ့အတွက်ကြောင့်ထိုင်းမှာသာဆက်လက်ချုပ်ထားခဲ့ပါတယ်။၎င်းရဲ့ဖွင့်ဟဝန်ခံချက်ကြောင့်ကြားဖြန့်ကရတဲ့ ငွေမဲတွေကိုစင်ကာပူမှာခဝါချထားကြောင်းသိရှိရတဲ့အတွက်ဩဂတ်လ18ရက်နေ့စင်ကာပူဗဟုပန်ရဲ CID CED ICA ပူးပေါင်းတပ်ဖွဲ့တွေကရှီချီကျန်းတဲ့အဖွဲ့ဝင်၁၀ဦးပိုင်ဆိုင်တဲ့ဒေါ်လာသန်း1000ကျော်တန်ဖိုးရှိတဲ့ငွေသားဇင်ခံကားနဲ့ကွန်တိုအဆင့်မြင့်အင်အားတွေကိုတင်ဆက်လိုက်ပါတယ်။ခေါင်းဝါလာမယ့်ရက်မှာအာဆီယံထိပ်သီးအစည်းအဝေးလာတက်မှာတခြားကိစ္စတွေဖြစ်ရှင်မယ်လို့အကြောင်းပြပေးမယ်။မြန်မာထိုင်းနေဆက်ကြားဖြန့်အရေးလေပါဝင်နိုင်ပါတယ်။ မြန်မာနဲ့သက်ဆိုင်တဲ့ Starlink ဆက်အလုံး2500ကိုအင်တာနက်ဖြတ်တောက်လိုက်ကြောင်း Elon Musk ရဲ့ SpaceX ကကြေညာပြီးအခုဆိုရင်လုံးဝအသုံးပြုလို့မရတော့ပါဘူး။ Cambodia Prince အုပ်စုကြားဖြန့်ချင်းစီကိုတောင်ဆွဲစီထားတာရွှေကုတ်ကိုကြားဖြန့်ကိစ္စလည်းမတိပဲမနေပါဘူး။တရုတ်ဘက်ကလည်းရှီကျစ်ကျန်းကိုလွှဲဖို့ဖိအားပေးထားတော့အင်အားကြီးနှစ်နိုင်ငံရဲ့ပြစ်မှတ်ကို ASEAN အနေနဲ့အထူးသဖြင့်ထိုင်းနိုင်ငံအနေနဲ့လွန်ဆန်ဖို့ခက်ခဲမှာပါပဲ။ရှီကျစ်ကျန်းနဲ့စံမျက်နှာမှာလက်မဲကြီးတွေအနက် မအားလားနဲ့စစ်ဗိုလ်ချုပ်တိုက်တွေပါဝင်ပတ်သက်နေမှာပါပဲနိုင်ငံကြီးတွေရဲ့အကျိုးစီးပွားနဲ့အပေးအယူကိစ္စတွေကစားကွက်အောက်မှာရွှေကုတ်ကို online scam setter အရေးကို action ယူမှလားရှော့ပေးမှလားဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။